မင်္ဂလာပါခင်ဗျာမဲရစာကြီးလို့ပြောလိုက်ရယ်ရခိုင်ပြည်နယ်ထိမှာတော့နမည်ကြီးတဲ့စစ်ဗျင် နေပြည်များစွာကိုတိုက်ခိုက်အောင်နိုင်ခဲ့တဲ့ဗျင်တစ်ပါးအဖြစ်နမည်ကြီးတာကိုတွေ့ရပါတယ်တကယ်တော့လည်းသူလက်ထက်မှာအင်ပါယာကိုရှေ့ထွန်းနိုင်ခဲ့သလိုစစ်ရေးစစ်ရာအရလည်းအောင်မြင်မှုတွေများစွာရရှိခဲ့တာကိုတွေ့ရပါတယ်ဒါကြောင့်မြန်မာသမိုင်းပညာရှင်တွေကမဲရစာကြီးကိုရခိုင်ပြည်ရဲ့ဗျင်နောက်လူတောင်တင်စားခေါ်ဝေါ်ခဲ့ကြပါတယ်မဲရစာကြီးနဲ့တောင်ငူဗျင်တို့ရဲ့ပူပေါင်းတိုက်ခိုက်မှုတွေကြောင့် နန္ဒဘင်ဟာဆစ်ရှုံးခဲ့ပြီးတော့ပကိုးတီနဲ့လည်းပျက်စီးခဲ့ရပါတယ်ဒီနေ့မှာတော့မင်းအစာကြီးရဲ့ဘဝအကြောင်းတွေဟန်တာဝတီကိုတိုက်ခိုက်အောင်မြင်မှုတွေဟန်တာဝတီကသင်းယူခဲ့တဲ့အဖို့တဲပစ္စည်းတွေနဲ့နန္ဒဘင်ရဲ့သမီးတော်ခင်မနှောင်းကိုမြောက်ဥကိုခေါ်ဆောင်လာပုံအကြောင်းတွေပကိုးသူခင်မနှောင်းဟာမိဖုရားအဖေရခိုင်မနေထိုင်ခဲ့ရပုံတွေစတဲ့သူတို့ဇလင်ရဲ့အလွန်အဆွေအကြောင်းအရာတွေကိုပါတင်ဆက်ပေးတော့မှာပဲဖြစ်ပါတယ် အရင်ဆုံးကျွန်တော်တို့မင်းရဇာကြီးရဲ့ဘဝစကြောင်းလေးကိုလေ့လာကြည့်အောင်ပါမင်းရဇာကြီးကိုသူရဲ့နောက်အမည်တစ်ခုမှာတော့တဒုဒ္ဓမရာဇာလို့ခေါ်ပါတယ်သူထိနှံကိုရလာတဲ့အခါမှာတော့သူရဲ့ဘေးတော်အမည်ကိုခံယူပြီးတော့မင်းရဇာဆိုတဲ့အမည်နဲ့ထိနှံကိုစုစင်ခဲ့တာပဲဖြစ်ပါတယ်မင်းရဇာကြီးဟာသူရဲ့ခမည်းတော်မေဖလောင်ကိုလင်းတဲ့အခါမှာတော့သူရဲ့မြောက်သားတော်ဝိဇ္ဇလာနဲ့ပြီးသိခံယူပြီးတော့မြမသိက္ခရေ955ခုနှစ်ဝါဆိုလဆင်း6ရက်တလင်းကတိနေပါပဲ။ မြောက်ဦးတင်းနှင်းကိုစိုးစင်ခဲ့တာဖြစ်ပါတယ်။မရစာကြီးဟာတင်းနှင်းကိုရလာတဲ့အခါမှာတော့ဘင်္ဂါစစ်နှမျိုးကတဲ့နဲ့မြုံမင်းတို့ပုန်ကင်းလာတာကြောင့်958ခုနှစ်ခုနှစ်မှာရှိတဲ့တိုက်ခိုက်ခဲ့ပါတယ်။ဒါကတော့မရစာကြီးတင်းနှင်းကိုရပြီးနှစ်နှစ်အကြာမှာဖြစ်လာတဲ့တိုင်ရေးပြေရာတွေပဲဖြစ်ပါတယ်။နောက်တစ်ခုကတော့မရစာကြီးဟာဘကိုးနန္ဒပြန်ကိုဘာကြောင့်တိုက်ခိုက်ခဲ့ရသလဲဆိုတဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့တန်ကူအပါယာနဲ့နန္ဒပြန်ရဲ့အခြေအနေတွေကိုလည်းနည်းနည်းလေ့လာကြည့်ဖို့လိုပါတယ်။ နေတပြင်းဆိုတာကတော့ဒုတိယမြန်မာနိုင်ငံတော်ကိုထူထောင်ခဲ့တဲ့တောင်ကူအပိုင်ယာရဲ့ဘရင်ဘရင်တော်ရဲ့တာတော်ပဲဖြစ်ပါတယ်နေတပြင်းရဲ့အမိဟာဇေယတိဟာလို့ဆိုပါတယ်သူဟာငငယ်ကလေးကဥယျာတော်ဖြစ်တဲ့တပင်ရွှေထီးနဲ့ဖခင်ဘရင်တော်တို့ရဲ့မြို့သိမ်းတိုက်ပွဲတွေများစွာမှာပါဝင်တိုက်ခိုက်ပူပါတယ်အသက်13နှစ်အရွယ်မှာပဲတပင်ရွှေထီးယူရီယာကိုစိုက်ရှိတဲ့အခါမှာလိုက်ပါတိုက်ခိုက်ခဲ့ပါတယ် အဲ့ဒီတုန်းကဆိုရင်နေရပြန်ဟာရှောင်းတုံးထုံရအောင် စပင်မရှိသေးတဲ့အတွက်သူ့ရဲ့စပင်ကိုစက်တောင်စီကပဒမြားမောက်ရှိကိုထက်ကအပေါက်ဖောက်ပြီးတော့စောင့်ခေရတယ်လို့ဆိုပါတယ်။မျက်နှာကွင်လွင်ပြီးတဲ့နောက်မှာတော့သားတော်အင်ရှိစင်ဖြစ်တဲ့နေရပြန်ကပကိုးထင်းနေကိုစကင်ခဲ့ပါတယ်။နေရပြန်ဟာရစ်စင်သက်တီနဲ့တိုက်ရိုက်ခိုက်ပြစ်စုံတဲ့ဘယင်တပါးလေးဖြစ်ပါတယ်။ ဒါပေမဲ့သူထီးနှင်းကိုရလာတဲ့အချိန်မှာတော့သူလက်အောက်ခံမျိုးစားတွေကထီးပြိုင်နှမ်းပြိုင်အကေးဆင်းလာတာနဲ့ကြုံတွေ့ခဲ့ရပါတယ်။နောက်တစ်ခုကတော့ဗျက်တော်မေတ္တရာချိန်မှာနန္ဒပယံလို အာကိုရတဲ့သားတော်ရှိခဲ့ပေမဲ့နန္ဒပယံမှာတော့သားတော် မင်းကြီးစွာကိုအာကိုလို့မရတဲ့အတွက်တာငူအေပန်ယာရဲ့အကံကြမ္မာဟာလည်းလှည့်ပြောင်းခဲ့ရတယ်လို့ပညာရှင်တချို့ကဆိုထားပါတယ်။နောက်တစ်ခုကတော့နန္ဒပယံဟာယူဒီယာကို၅ချိန်အထိရှိတဲ့တိုက်ခိုက်ခဲ့ပါတယ်။ ဒီလိုတက်ခိုက်ခဲ့ပေမဲ့လည်းနန္ဒပြင်ဟာအောင်မြင်မှုကိုမရရှိခဲ့ပါဘူး။ယုဒရာရဲ့ကျူးကျော်စစ်တွေကိုအချင်းချင်းပြန်လေတက်ခိုက်ခဲ့တာဟာလေစီရင်အင်အားကိုပြုံးတိစေခဲ့တယ်လို့သမိုင်းပညာရှင်တွေကသုံးသပ်ထားပါတယ်။တောင်ငူအင်ပါယာမှာတော့ဗရင်နောင်ရဲ့အောင်မြင်မှုနောက်ွယ်ကအာကိုရတဲ့သားကြီးအော်ရတာဖြစ်တဲ့နန္ဒပြင်ရှိခဲ့ပေမဲ့ နေနာဘီရင်ကိုတိုင်ရဲ့အလှစ်မှာတော့တာကြီးမောင်စွာကိုအာကိုမရနိုင်ခဲ့ဒီမှာတာငူအပါယာရဲ့ကန်ချမာဟုဆိုရမည်လို့သုံးသပ်တာတွေလည်းရှိပါတယ်။အဲ့ဒီထင်မှာပဲအင်ရှစ်စင်ဖြစ်တဲ့မင်းကြီးစွာဟာယူရီးယားဘီရင်ပြန်ဒရိတ်နဲ့စီရှင်ထူဖို့လူမြင့်စဉ်အရှင်တွင်းမှာပဲယူရီးယားကပြစ်ခတ်လိုက်တဲ့စိန်ပြောင်းအမြောက်မယ်ပြီးတော့နေနာဘီရင်သားတော်ဖြစ်တဲ့မင်းကြီးစွာကိုလည်းခေရပါတယ်။ တရှိန်ဒီမှာပဲနေနာပြင်ဟာလည်းလက်အောက်ခံဖြစ်တဲ့ပြီးတောင်ကူတို့ရဲ့ပုံကန်ခြားနာတာတွေကိုမဖြေချမ်းနိုင်တော့တဲ့အခြေအနေကိုရင်ဆိုင်ခဲ့ရပါတယ်။မင်းကြီးစွာကွေလန်မီတဲ့နောက်မှာတော့နေနာပြင်ဟာသူ့ရဲ့သားတော်ငယ်ဖြစ်တဲ့အဲဝမျိုးစားမင်းကြီးကျော်စောကိုအင်ရှိအရာပေးအပ်ခဲ့ပေမဲ့နိုင်ငံရေးအကျအတွေးတွေကိုတော့မကျော်လွန်နိုင်ခဲ့တာကိုတွေ့ရပါတယ်။ နေတော့ပြင်ဟာခရစ်နှစ်1586ခုနှစ်ကနေ1596ခုနှစ်ထိဟန်သာဝတီထင်းနှံကိုစိုးစင်ခဲ့ပါတယ်။သူ့လက်ထက်မှာတော့ပတ္တကပါမှာပွင့်တော်မူတဲ့ဘုရားငါးစုကိုရွှေစွင်သွန်းပြီးတော့ပူဇော်ခဲ့တာကြောင့်ငါးစုတရားကလို့လည်းခေါ်ကြပါတယ်။နေတော့ပြင်ဟာအထက်ကပြောခဲ့သလိုပဲစေရေးစေရအရာအထက်တေးတွေနဲ့ကျုံနေတဲ့အချိန်မှာပဲမြမသစ်ခရစ်950ခုနှစ်မှာတောင်ကုန်မင်းတိဟသူဟာ ။ဗာဇီတော်ဖြစ်တဲ့ဘုရင်တော်ကျောထင်တော်ရထားရဲ့သားဖြစ်တဲ့နန္ဒဘုရင်ကိုလှုပ်ကြံလို့တဲ့အတွက်အထူးထူးသော လက်ဆောင်ဗန္တာတွေနဲ့တကွာရွှေပေလော်တွေရေးပြီးတော့ကြီးတော်စားနဲ့ကတာစားနှစ်ယောက်ကိုရခိုင်ကိုဆွေလဲပြီးတော့ဘကုကိုကူတိုက်ပေးဖို့ဘကုမျိုးကိုရရင်သမီးကညာနဲ့ဆင်ဖြူတော်တွေကိုဆက်သဖို့အကူအညီတောင်းခံခဲ့ပါတယ်။မင်းအစာကြီးကလည်းဘကုကိုစစ်ရှိဖို့ပြင်ဆင်နေတဲ့အရှိမပဲအစ္စဒနဒီ၄မျိုးမြင့်ပါ ကလေးတွေရေကစားနေကြရင်ဆိုတဲ့တပောင်တစ်ခုပေါ်လာခဲ့ပါတယ်ဒီတပောင်ကတော့ဆံဖြူပောင်ကျိုးထီးဖြူညို့၍ပကူးပြင်းဒုအရှင်ထံဝင်လိမည်ဆိုတဲ့တပောင်ပဲဖြစ်ပါတယ်မယားဇာကြီးကဒီအသင်ကိုကြားတဲ့အခါမှာတော့ပညာရှိအမတ်ကြီးဖြစ်တဲ့မဟာပညာကျော်ကိုမေးမြန်းရမှာမဟာပညာကျော်အမတ်ကြီးကအရှင်မင်းမြတ်ကျင်းငင်တွင်လဲမိတ်ဆွေဝင်သောမင်းတို့၌အရေးအကြောင်းဆိုင်သောကုညီသင်ကြောင်းထုံးဟောင်းရှိပါသည် ယခုအကြီးတော်တောင်ငူမင်းကပေးလိုက်သော ရွှေပေလော်တွင်လည်းအရှိထွန်းလဲရသော အကြောင်းဖြစ်ပါသည် ထိုသူငယ်တို့ဆိုသော တပောင်းအလိုမူအမှုလေးကပြီးကုန်ပြီလို့ရှောက်တင်ခဲ့ပါတယ်မဟာပညာကျော်ရဲ့ရှောက်တင်ချက်ကိုကြားရတဲ့အခါမှာတော့မင်းအစာကြီးဟာပကုတ်ကိုရှိတဲ့တိုက်ခိုက်နိုင်ဖို့အတွက်အစီအစဉ်တွေကိုရေးဆွဲပြီးစည်ရည်ပြင်နှင်းတွေကိုထုတ်ပြန်ခဲ့ပါတယ်ဒီအထင်းမှာတော့လေဝေးကိုရင်2000မှာအမက်ကလေးလင်စာစောနုတပူ အမဲ့မျိုးရှောင်းစားရေးအောင်နိုင်တဘူလက်ရသန်းကိုရန်နှစ်တောင်းမှအမဲ့တရွေစွာဂါမဏီတဘူအမဲ့မျိုးရှောင်းစားတဘူကမဲလေးကင်တရေနှစ်ထောင်မှတောင်ကုတ်စာရင်မျိုးအောင်တဘူဓာကင်လေးဆွေသူရေတထောင်မှအမဲ့တန်တောင်စာတွုံညို့တဘူကာဆွေတိုင်းကင် သူရေတထောင်မှအမဲ့အန်စာတွုရံသူတဘူဖက်သူရေသုံးသုံးမှတမန်ကောင်းလာဖြူမူမဲ့နဲ့တမန်တို့အဆူဆူသူရေတသိန်းတို့ကို အမဲ့ကိုရန်ကြီး ဓမ္မတော့ကအရှုတဲဦးရှိရသည် မောက်သူဇာဘင်္ဂကလာတရေ9000မှာအမက်ဆင်ကေးကြီးမဟာနုအရှုတန်းပေါ်300နဲ့မရှူကျွန်းမော်တင်ဝါကအမက်ရှာ၍ဂျွိုင်းတိုင်းမြစ်ပေါ်အတိုင်းဆောင်းရသည်ပြစ်ရှင်မင်းကြီးတက်မှာလဲဝေးသင်းကိုရင်3000လက်ရသင်းကိုရင်3000တိုင်းနဲ့သူရဲ့1000တက်သူရဲ့1000ထီလောင်းကမိဘောက်ပြောင်းတိုင်းလေးဆွေ သူရဲ့1000ရေးမဲ့တသိန်းတို့တက်မတော်တွင်ပါဝင်သည် ကဲရင်သူရေ3000ဂလာတိလောင်ကမိဘောက်ပြောင်းတိုင်းလောဆွေသူရေ2000သူရေပေါင်း5000နဲ့တားတော်အင်ရှိဆန်မေကမောင်ကိုစိန်တင်စာဥက္ကပြင်းနဲ့တက်ဂရိ960ပြင်းနဲ့တန်းဆောင်ဘူးလာဆင်စစ်တရနေ့မှာမော်တန်ကိုလှည့်၍တန်လျင်မြို့ကိုရှည်တော်မူမိလို့သမိုင်းမှတ်တမ်းတွေမှာဖော်ပြထားပါတယ်။ဒါကတော့မင်းရစာကြီးစစ်ရှိတဲ့အမိပြင်းနဲ့ပဲဖြစ်ပါတယ်။မင်းရစာကြီးရဲ့အင်ရှိဆန်မေကမောင်ဟာတန်လျင်ကိုတိုက်ခိုက်အောင်မြင်ခဲ့ပါတယ်။ တဖက်မှာလည်းတောင်ကူဘီရန်ကမြို့သားကြီးတတဲမြို့သားလှစားတတဲဗရနန်သူတတဲအေးမြပိုက်တတဲညီတော်မင်းကြီးကျော်တန်တတဲသားတော် nation တော်တတဲစုစုပေါင်းတက်ခနိုက်တဲ့နဲ့အတူတောင်ကူဘီရန်ဟာစစ်တီ9000နဲ့ကော်လီယာမှာအခိုင်ဆွေးထားတယ်လို့ဆိုပါတယ်တယ်လင်ကိုထိုးပေါက်လာတဲ့ရခိုင်မင်းရစာကြီးတက်နဲ့တောင်ကူတက်တူဟာပကူးကိုရှင်းခဲ့ပြီးတော့တောင်ကူဘီရန်အရှိကရင်ထားပြီးတော့သားတော် nation တော်ကမြောက်ပဲရခိုင်အင်းရှိစင်မဲခမောင်းကတောင်ပဲ မဲရဆာကြီးကအနောက်ဘက်စသဖြင့်ရခိုင်နဲ့တောင်ကူတက်တဲ့ဟာပဲခူးကိုအဖက်ဘက်ကဝိုင်းဝန်းပိတ်ဆို့ထားခဲ့ပါတယ်ဒီလိုပဲခူးမြို့ကိုဝိုင်းဝန်းပိတ်ဆို့ထားတဲ့အတွက်မြို့ခင်တွေဟာအစာရေစာတွေရှာပလာတာတွေငတ်မွေတာတွေကိုကျုံလာရတဲ့အတွက်မြို့ကနေထွက်ပြေးခဲ့ရပါတယ်ထွက်ပြေးလာတဲ့သူတရှုံမှလည်းတောင်ကူပြင်ထံကိုဝင်ရောက်ခဲ့ကြသလိုတရှုံမှလည်းမဲရဆာကြီးထံကိုခိုလုံခဲ့ကြပါတယ်နောက်တရှုံမှတော့အသေးပေးကလွတ်ရလွတ်ချောင်းကိုထွက်ပြေးခဲ့ရတယ်လို့ဆိုပါတယ် ရခိုင်နဲ့တောင်ငူတို့ပေါင်းပြီးတော့လေဖဲလေးတံကပိတ်ဆို့စာနေရိခါတွေဖြတ်တောက်တိုက်ခိုက်တဲ့တံကိုမခဲနိုင်တဲ့နောက်ဆုံးမှာတော့မင်ဒပြင်းဟာလဲတောင်ငူဘက်ကိုခိုလွန်ခေကြရပါတယ်။တချို့မှတ်တမ်းတွေထင်မှာတော့မဲရစာကြီးပကူးကိုရှီတဲရမှာစစ်တီအင်အား3000လို့သာဖော်ပြထားကြပါတယ်။ဒါပြင်နေဒပြင်းရဲ့သားတော်ငယ်ဖြစ်တဲ့မင်းရီကျော်စွန်ဟာတောင်ငူနဲ့ရခိုင်တက်တွေကိုမတိုက်ခိုက်တော့ပဲတောင်ငူတက်ဘက်ကိုပြေးဝင်ခဲ့တယ်လို့ဆိုပါတယ်။ဒါကိုဖတ်ခင်နေဒပြင်းတိတဲ့အရှင်မှာတော့ငါက သားဖို့စုသည်ငါသားပင်တစ်ဖက်ပြုရှိသောငါစည်းစိမ်ကိုငါညင်ယူပါစေတော့ဆိုပြီးတော့တောင်ကိုကိုအပ်လိုက်ရတယ်လို့မှန်နေရဆိုရင်က ဆိုထားပါတယ်ဒီမဲရီကျော်စောကိုတော့မဲရီကျော်စောဆုံးလို့လည်းခေါ်ဆိုကြပါတယ်ဘာကြောင့်လဲဆိုတော့သူဟာအကူတော်မင်းကြီးစွာကွေလန်ပြီးတဲ့နောက်ပိုင်းမှာအင်ရှိစင်ဖြစ်လာတဲ့အခါမှာတော့အင်းဝကနေဟန်တာဝတီကိုစုံစမ်းလာခဲ့ရပါတယ် ဒီအကြောင်းအရာတွေနဲ့ပတ်သက်ပြီးတော့ဆက်ဆုခဲ့တဲ့အေရှန်ကိုမင်းကြီးကျော်စောဆွန်အေရှန်လို့မှတ်တမ်းတွေမှာဖော်ပြထားကြပါတယ်။နတ်နာဘင်ဟာဘကိုးထင်းနဲ့ကဆင်းပြရတဲ့ဆိုတဲ့တဲ့ကိုကြားတာနဲ့ယုဒိယဘရင်ကလည်းရှစ်ရှင်းဆိုသလိုဘကိုးကိုရှီတက်လာခဲ့ပါတယ်။ယုဒိယဘရင်ဗန်နရီနရီဆွန်ရှီလာတဲ့အကြောင်းကိုကြားတာနဲ့တောင်ကူမဲဟာနတ်နာဘင်ကို ခေါ်ပြီးတော့မြမရှင်ကလားစတဲ့စစ်တီတွေကိုပါတောင်ကူကိုခေါ်ဆောင်ပြီးတောင်ကူမျိုးကို အခိုင်အမာတည်ဆောက်ထားခဲ့ပါတယ်။ ဟန်သာဝတိမှာကျင်ခဲ့တဲ့ရခိုင်ပြည်ဟာယုဒိယရှိလာတော့ကိုတည်တော့ဟန်သာဝတိမှာရှိတဲ့ကျောင်းကြီးအင်ကြီးတွေကအစအကုန်လုံးကိုမင်းရှုဖြစ်စေခဲ့တယ်လို့ဆိုပါတယ်။ယုဒိယပြည်ဟာဟန်သာဝတိကိုရောက်လာတဲ့အချိန်မှာတော့မိလောင်ပြင်ကိုသာတွေ့ခဲ့ရတယ်လို့လည်းမြန်မာရာဇဝင်တွေကဆိုထားပါတယ်။ဘရင်တော်မင်းတရားကြီးနဲ့နန္ဒပြင်တို့အပေါ်မှာအခင်းမကြီးဖြစ်ခဲ့တဲ့ယုဒိယပြည်ဟာလည်းနန္ဒပြင်ရှိရာတောင်ကိုအထိရှိတဲ့တက်ကြိုက်ခဲ့ပါတယ်။အဲ့ဒီအချိန်မှာပဲရိခာနဲ့ စစ်ခုလာကြတဲ့ယုဒရာရေချောင်းလှေတိုက်တွေကိုရခိုင်တက်ဟာအလုံးရင်းနဲ့တိုက်ခိုက်တဲ့အတွက်ယုဒရာတက်တွေစီမှာရိတ်ခံမရောက်နိုင်တော့ပဲငက်မွဲမှုတွေနဲ့ကြုံလာပြီးတော့တလကျော်တဲ့အချိန်မှာတော့ယုဒရာတက်တွေဟာတန်ဂူကနေဆုတ်ခေါ်ခဲ့ကြပါတယ်ယုဒရာပြင်ဟာတန်ဂူကဆုတ်ခေါ်တဲ့အချိန်မှာတော့ရခိုင်တက်ဟာအလုံးအရင်းနဲ့တိုက်ခိုက်တဲ့အတွက်ယုဒရာပြင်ရဲ့ညီတော်မြတ်သမွန်ကိုဖမ်းဆီးရမိခဲ့ပါတယ်ရခိုင်တက်တွေဟာဖမ်းဆီးရမိတဲ့ယုဒရာပြင်ညီကို ကောင်းကောင်းမွန်မွန်ထားပြီးတော့လက်ဆောင်ဘန်နာတွေနဲ့အလေးလေးလုပ်ခဲ့တယ်လို့ဆိုပါတယ်။ကုန်းပေါင်ရှာပုံတော်ထင်းမှာတော့ယုဒယာမင်းကညီတော်ကိုပြောင်းပြီးပေါက်3000အပဝင်ကျေးသွင်းရုပ်ထုတွေကိုလက်ဆောင်အဖြစ်ပေးပြီးတော့ရခိုင်ပြည်နဲ့အလေးလေးလုပ်ခဲ့တယ်လို့ဆိုပါတယ်။ဒီလိုနဲ့ပဲကိုဟန်တာတို့ဟာလည်းရစရာမရှိအောင်ပျက်စီးပြီးတော့နေနာပြင်ဟာလည်းတောင်ကိုကို လိုက်ပါခဲ့ရပါတယ်။စစ်ပွဲကိုကူညီတက်ခိုက်ပေးခဲ့တဲ့ရခိုင်ပြည်ကိုတော့တောင်ကုန်မင်းဟာဂတိပေးခဲ့တဲ့အတိုင်း ဆံပြူတော်တွေနဲ့ဆံမေးတွေအပါဝင်နန္ဒဘုရင်ရဲ့သမီးတော်ခမနှောင်းကိုလည်းမိဖုရားတို့ရဲ့အဆောင်အယောင်နဲ့အတူလက်ဆောင်ပန်းတာအဖြစ်ပေးအပ်ခဲ့ပါတယ်။နောက်ပြီးတော့ရခိုင်ပြည်ဟာဟန်သာဝတီမှာဘုရင်တော်ပိုင်ဆိုင်ခဲ့တဲ့ယတနာပစ္စည်းတွေကိုလည်းရရှိပိုင်ဆိုင်ခဲ့တယ်လို့မှတ်တမ်းတွေမှာဖော်ပြထားပါတယ်။တောင်ကုန်ကိုဖင်းစည်းခေါ်ဆောင်တာခင်ခဲ့ရတဲ့နန္ဒဘုရင်ကိုတော့ကောင်းစွာထားရှိပေမဲ့ဒါကိုလုံးဝမကျေနပ်ဖြစ်နေခဲ့တာကတော့တောင်ကုန်ဘုရင်ရဲ့သားတော် nation တော်ပဲဖြစ်ပါတယ်။ မက်ဆင်နော်ဟာအနေနဲ့ပြန်ကိုအပြက်ရှင်းဖို့ဖခင်စီမှာတောင်းဆိုခဲ့ပါတယ်။ဖခင်ဖြစ်တဲ့တောင်ပူမင်းကပြည်သေးရေးမအေးလို့သာငါနောင်တော်ကိုနင်းရှခဲ့ရတာနှိမ့်နှင်းလှုပ်ချင်လို့တဲ့စေတနာမပါဘူး။မအဲ့ရာတွေကိုမကျင်စီပါနဲ့သားတော်လို့မက်ဆင်နော်ကိုဆုံးမခဲ့ပါတယ်။မက်ဆင်နော်ဘက်ကလည်းနန္ဒဘရင်ဟာတောင်ပူမှာရှိနေသေးတယ်ဆိုရင်ယုဒိယဘရင်ဟာတောင်ပူကိုထပ်မံပြီးတော့တိုက်ခိုက်လာမှာကိုစိုးရိမ်နေတဲ့အတွက်ဖခင်ကိုပြောလို့မရတဲ့အခါမှာတော့သူရဲ့မိခင်ဖြစ်တဲ့ မိတော်စောခင်နဲ့ပေါင်းပြီးတော့နေနာပြန်ကိုလှုပ်ကျင်းခဲ့ပါတယ်။နေနာပြန်ဟာညအရှိမှာမိဖုရားအဆောင်ကိုကူးတဲ့အခါမှာလင်းခုလက်မှာပဲနှက်ရှင်နောင်ရဲ့လက်ရှင်နဲ့နှက်ရော်ဆင်ခဲ့ပါတယ်။တချို့မှတ်တမ်းတွေထင်မှာတော့အစိတ်ခက်တက်လိုက်တယ်လို့လည်းဆိုပါတယ်။တောင်ကိုဘယံကတော့အကိုဖြစ်တဲ့နေနာပြန်ရဲ့အတုပအခမ်းနာကိုမင်းခင်မင်းနာတွေနဲ့ကြီးကြီးစွာကြံပါခဲ့တယ်လို့ဆိုပါတယ်။ဒါကတော့တောင်ကိုဘယံရခိုင်ဘယံယုဒိယဘယံတို့ရဲ့တိုက်ခိုက်မှုတွေကိုခံခဲ့ရတဲ့ မေတ္တာဘီရင်နဲ့ဟေတာပတိပြည့်စည်ရတဲ့အကြောင်းအရာတွေပဲဖြစ်ပါတယ်။အခုအခါမှာတော့ရခိုင်ကိုရောက်ရှိလာခဲ့တဲ့ဘကုသူမိဖုရားခမနှောင်းကိုရှင်ထွေးနှောင်းနဲ့ရခိုင်မင်းရဲ့မင်းရစာကြီးတို့ရဲ့အကြောင်းအရာတွေကိုထပ်ပြီးတော့လေ့လာကြည့်အောင်ပါ။မင်းရစာကြီးဟာရရှိလာတဲ့သမီးတို့ခမနှောင်းနဲ့အချွေရင်300ဆယ်ဖြူတော်နဲ့တခြားသောလက်ဆောင်ဗန္နာတွေအပါအဝင်မွန်နဲ့ယူရီးယားအိမ်ထောင်စု3000ကိုရခိုင်ကိုခေါ်ယူပြီးတော့တေဂရီ963ခုနှစ်မှာမြောက်ဦးကိုပြန်တယ်လို့ဆိုပါတယ်။ မင်းအစကြီးမြောက်ဦးကိုပြင်ရောက်တဲ့အခါမှာတော့ခေါ်ယူလာတဲ့ယူရီးယားတွေကိုအတိအကစကြော့အစူကျွေးရည်တဲ့ကျွေးမတိတဲ့ရာဇဂျူတဲ့တောင်ဘက်တဲ့မြို့သစ်တဲ့မိုင်းတဲ့တောင်ငူတဲ့ကျွမ်းကောင်းတဲ့စားတဲ့ရှစ်တဲ့အစုမှဖွေးပြီးတော့ဂစ်စပါနီဒီအရှိဖက်ဖွေးတာကျွင်းတောင်ရင်ကျွင်းဂစ်စပါနီဒီမြေရဲ့အနောက်ဘက်ပေကျွင်းဥရိုက်တောင်ကျွင်းမရိုးကျွင်းရာမောင်ကျွင်းတို့မှာနေရာချတာပေးခဲ့တယ်လို့ဆိုပါတယ် တလိုင်း3000ကိုတော့ဆင်အောက်မတန်းများမှာဖြည့်ပြီးတော့ငစရိုင်းကျွဲမှာရှတ်တာခဲ့တယ်လို့ဆိုပါတယ်အကူမဲသမီးခမနှောင်းကိုတော့တစောင်းမိဖုရားအဖြစ်တံမြောက်ခဲ့တယ်လို့လည်းဆိုပါရယ်ခမနှောင်းတဲ့အတူမောင်ဖြစ်တဲ့မောင်စောပင်ကိုလည်းရခိုင်ကိုခေါ်ဆောင်လာခဲ့တဲ့အတွက်မင်းအားစာကြီးဟာရောက်ဖားဖြစ်သူမောင်စောပင်ကိုဘယ်ငါစင်းမျိုးကိုပေးအပ်ခဲ့တယ်လို့ကုန်းပေါင်ရှာဖို့တော့ကဆိုထားပါရယ်ရခိုင်ရာဇဝင်ထင်းမှာကတော့အမက်ကြီးမဟာပညာရောရဲ့သား ကြီးညိုကိုသာစစ်တကောင်မျိုးစားအဖြစ်ပေးအပ်ခဲ့တယ်လို့ဆိုပါတယ်။ဒီလိုနဲ့အသက်အရွယ်ငယ်ငယ်နဲ့ရခိုင်မိဖုရားဖြစ်လာခဲ့တဲ့ကမ္ဘာနှောင်းဟာဖခင်ကတည်ဆုံးနိုင်ငံကပြည့်သွန်းခဲ့ရတယ်လို့သူကိုယ်တိုင်ကလည်းရေချားမြေချားကိုရောက်ရှိလာခဲ့ရပါတယ်။မင်းအားစာကြီးဟာလည်းခမားနှောင်းအပေါ်မှာအလွန်ဂယုဏတက်တာကိုတွေ့ရပါတယ်။မင်းအားစာကြီးဟာခမားနှောင်းကိုမိဖုရားမမြောက်လို့ပဲတားတော်အင်ရှိစင်နဲ့ထိမ်းမြပေးဖို့အထိဆင်ခြင်ခဲ့တယ်လို့ဆိုပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီးတော့အမက်ပညာရှိတွေနဲ့တိုင်ပင်တဲ့အခါမှာတော့ပညာရှိအမက်တွေကမိဖုရားဟာဘယံကိုစစ်တာတဲ့ဘယံရဲ့ဗန္တာတော်ဖြစ်တဲ့အတွက်ဘယံနဲ့သာသက်ဆိုင်တဲ့အကြောင်းတကယ်လို့များအိမ်ရှိစင်နဲ့သာထင်းများခဲ့မယ်ဆိုရင်လက်ဆောင်ပေးအပ်ခဲ့တဲ့တောင်ကူဘယံအပေါ်မှာလည်းအစင့်နှိမ့်ဆက်ဆံလိုက်သလိုဖြစ်တော်မှာဖြစ်ပြီးနိုင်ငံရှိချီရေကိုပြပြစေနိုင်တယ်လို့ရှောက်တင်ခဲ့တယ်လို့ဆိုပါတယ် ဒီလိုနဲ့မိဖုရားခံမနောက်ဟာတန်ဆောင်မိဖုရားဖြစ်လာပြီးတော့တစားတစားနဲ့ရခိုင်ရင်မြေအပေါ်မှာနေသားချလာခဲ့ပါတယ်။သူကိုယ်တိုင်ကလည်းမြောက်ဦးနန်းတော်ရဲ့အလှအပကိုကြပြားတွေဖွဲ့ပြီးတော့မှတ်တမ်းတင်ခဲ့ပါတယ်။ဒီပိုက်ဆွန်ရတုကတော့ရခိုင်နဲ့မြမသမိုင်းမှာနမည်ကြီးတယ်။တက်ထွန်းလက်နေဆယ်ဝင်းပက်ခွေဘက်ကျွန်းလက်ထွေစားတဲ့ပိုက်ဆွန်ရတုပဲဖြစ်ပါတယ်။ မိဖုရားခင်မနှောင်းဟာရဒုခပြားတွေနဲ့မိမိရဲ့ဘကုဟန်တာဝတွေကိုလွှဲတဲ့အရေးအဖွေတွေကိုလည်းရေးသားခဲ့ပါတယ်။ဒီလိုနဲ့မိဖုရားခင်မနှောင်းဟာရခိုင်မိဖုရားအဖြစ်နဲ့စနစ်နဲ့ထိနေထိုင်ပြီးတဲ့နောက်မှာတော့သူ့ရဲ့လင်ရောက်ချက်ဖြစ်တဲ့မေယာဇာကြီးဟာကွေလန်ခဲ့ပါတယ်။မေယာဇာကြီးလွန်ပြီးတဲ့နောက်မှာတော့တားတော်မေခမောက်ဟာမြောက်ဦးထင်းနဲ့ကိုဆက်ကင်ခဲ့ပါတယ်။မေခမောက်မြောက်ဦးထင်းနဲ့ကိုဆက်ကင်တဲ့အချိန်မှာလည်းမိဖုရားခင်မနှောင်းကိုမေတော်မိဖုရားအဖြစ်တလေးတစားနဲ့ရှီမြောက်ထားခဲ့ပြန်ပါတယ်။ ။တက်ဂရီ1620ခုနှစ်မှာမဲခမောင်းရဲ့အမွေကိုဆက်ခင်တဲ့တားတော်သီရိသူဓမရာဇာလက်ထက်မှာလဲမိဖုရားကြီးကိုဘောတော်မိဖုရားနဲမတော်မိဖုရားကြီးအဖြစ်ဆက်လက်ပြီးတော့ဓလေးတစားနဲ့တံမြောက်ထားရှိခဲ့တာကိုလည်းတွေ့ရပါတယ်။တက်တန်ဆိုင်ဆိုင်ဆိုသလိုပဲသီရိသူဓမရာဇာဘုရင်လက်ထက်1630ခုနှစ်မှာပေါ်တူဂီဘုန်းတော်ကြီးမန်ဒရိတ်ဟာမြောက်ဦးကိုရောက်ရှိလာပြီးတော့သာသနာပြုလုပ်ငန်းတွေကိုဆောင်ရွက်ခဲ့ပါတယ်။ ဲ့ဒီအချိန်မှာတော့မိဖုရားကြီးရဲ့သက်တော်ဟာ90နဲ့3နှစ်ရှိနေပြီလို့တမိုင်းမှတ်တမ်းတွေကဖော်ပြထားပါတယ်။မန်ဒရင်ဟာကစ်တလေဘာသာကျောင်းကိုဆက်လုပ်ပြီးတော့ဘုရားကျောင်းမှာအဆောက်အအုံထားဖို့ပြင်ဆင်နေပတ်သက်ပြီးအကျဉ်းအိုက်နေတဲ့အချိန်မှာရခိုင်ဘရင်တက်ကဂျပန်စစ်ဗိုလ်တဦးရဲ့အကူအညီနဲ့မိဖုရားကြီးနဲ့မတော်ခင်မနောက်နဲ့တွေ့ဆုံခွင့်ရခဲ့ပါတယ်။မန်ဒရင်နဲ့မတော်မိဖုရားစီကိုဝင်ရောက်ခန်းစားတဲ့အချိန်မှာတော့မိဖုရားကြီးဟာရှစ်လက်မအမြင်ရှိတဲ့ရွှေသလံပေါ်မှာထိုင်နေတယ်လို့ဆိုပါတယ်။ တလွင်ပေါ်မှာတော့အလွန်လှပ်ပါတဲ့ပါရှင်ဖြစ်ကော်စောကိုခင်ထားပြီးတော့အပေါ်မှာပလေးစီထားတဲ့ဂတိပါကိုဖုံးအုပ်ထားတယ်လို့ဆိုပါတယ်။ရင်ရွှေတော်၆ယောက်ကလည်းရှေ့မှာဒုတုခါစားပြီးတော့ဝန်းတောင်ကင်သူကကင်ရွှေရက်ဆွေးသူကဆွေးပြီးတော့တဲ့အနေထားနေရာယူထားကြတယ်လို့ဆိုပါတယ်။ဒါပြင်အလွန်ရှိကြပြီးတော့အင်ဒရီချီတဲ့ခရဲရောင်ဝက်စုံကိုဝက်ဆိုင်ထားတဲ့အတွင်းဝင်တဲ့ movement 20ကျော်လဲမိဖုရားရဲ့အနားမှာရှိတယ်လို့ဆိုပါတယ်။ မိဖုရားခင်မနှောင်းကိုတော့ရခိုင်ရာဇဝင်တွေထင်းမှာရှင်နှောင်းလို့လဲခေါ်ဆိုကြတယ်လို့ပကိုးဖြူမိဖုရားလို့လဲခေါ်ဆိုကြတာကိုတွေ့ရပါတယ်။မန္တရိဟာမိဖုရားကြီးနဲ့တွေ့ဆုံပြီးတော့သူ့ရဲ့ចောင်းတော်မှာအဆောင်ထရှိဖို့ကိစ္စကိုပြောပြရင်းနဲ့မိဖုရားကြီးဟာသူ့ရဲ့ငယ်ငယ်တုန်းကဘဝအကြောင်းတွေကိုပြန်လည်ပြောပြခဲ့ပါတယ်။မိဖုရားကြီးမန္တရိကိုပြောတဲ့စကားတွေထင်မှာတော့အလွန်တရာအမဝင်းဝင်းကြေကွေးကွေးကောင်းတာကိုလည်းတွေ့ရပါတယ်။ဘုကုတုံကဆိုရင်တော့ကက်သလစ်ဘုရားကျောင်းကို ကျွန်ုပ်မကြာခဏတော့ဖူးတယ်။ဧဝမာရိယာဆိုတဲ့ဓမ္မသရှင်ကိုပဲရခဲ့ဖူးတယ်။သို့တော့အခုတလုံးမှအစဖော်လို့မရတော့ဘူး။အကုန်မေ့ပြီလို့ပြောတာ။တမကြီးချလိုက်ပြီးတော့อืมဟိုတုန်းကတော့ပျော်ပါးခဲ့တဲ့နေ့တွေရက်တွေကုန်ခဲ့လေပြီ။ရွှေပြည်တော်ကိုလည်းဝင်ရောက်တိုက်ခိုက်တာခံခဲ့ရ။ကျွန်ုပ်ကလည်းဒီတိုင်းပြည်ကိုခေါ်လာကြ။ကျွန်ုပ်ရဲ့ဇာတိရွှေပြည်တော်ကိုလည်းမတွေ့ရမမြင်ရတော့ပါဘူး။ကျွန်ုပ်လည်းဒီကဘယင်နဲ့လက်ထက်လိုက်ရတယ်။ ပြီးတော့မချမ်းပြီးကျွန်ုပ်ရဲ့မောင်တော်ဟာငငယ်ရွယ်ရွယ်နဲ့နဲ့ရော်ဆင်တယ်ကျွန်ုပ်မှာမောင်တော်ကိုရှစ်လန်းတဲ့စိတ်နဲ့ဝဲနေကြည့်ခွင့်မှုတမျိုးဆင်လို့တိုးခေရပါတော့တယ်အဲ့တော့တောင်ဘေကမလဲကျွန်ုပ်ရဲ့အကုသူခင်ဟာအဆုံးမသက်သေးပါဘူးကျွန်ုပ်ရဲ့သားတော်နှစ်ပါးမှာလည်းအပြည့်မရှိပဲမှားပြီးတော့အသက်ခံခဲ့ရတယ်ကျွန်ုပ်စိတ်သက်သာရာရအောင် နှစ်သိမ့်ဖူးတဲ့ဧဝမာရီယာကိုမင်းနေလိုက်တာဖျားဖျားဆိုပြီးတော့ မေဖုရားကြီးဟာခံစားချက်တွေကိုအမျိုးသိမ်းမထားနိုင်တော့ပဲမူမေပြီးတော့လေ့ကျတော့တဲ့အတွက်အတွင်းဆောင်ကိုရှီမားပြီးတော့ပို့ဆောင်ခဲ့ကြရတယ်လို့မန်ဒရီရဲ့ပတ်တမ်းမှာဖော်ပြထားပါတယ်။ဒါကတော့ပေါ်တူဂီဘုန်းတော်ကြီးမန်ဒရီဟာမြောက်ဦးမှာမေဖုရားထံခစားဝင်တဲ့အချိန်မှာမေဖုရားကြီးပြောခဲ့တဲ့စကားတွေပဲဖြစ်ပါတယ်။ဒီအကြောင်းအရာကိုထောက်ရင်မေဖုရားကြီးဟာရခိုင်မှာဘလောက်တောင်ဘယက်အဆက်ဆက်မေတော်မေဖုရားဘောတော်မေဖုရားအဖြစ်တင်စားတန့်တယ်စွာထားစေကမူ တိုက်ဆိုင်မှုရှိလာတိုင်းမိမိရဲ့ဇာတိရဲ့မြေကိုလွမ်းတက်တဲ့ပုထုဇဉ်တွေရဲ့တဘာဝကိုတွေ့မြင်ရပါတယ်တကယ်စဉ်းစားကြည့်ပြန်တော့လေအဲ့ဒီခေတ်ကဘယံသမီးတော်တွေဖြစ်ရတာဟာကံစိုးမှုတစ်ခုလို့ဆိုရမှာဖြစ်ပါတယ်မိဖုရားရဲ့ဘိုးတော်ဖြစ်တဲ့ဘယံတော်မင်းကြီးဟာလေယုဒရာမင်းသမီးကိုသိမ်းယူခေဖို့ပါတယ်ဒီလိုမျိုးတွေ့ကြည့်ရင်တော့မိဖုရားကြီးခံစားနေရတာဟာဝကြွေးများလားလို့တော့ဆိုရမှာပဲဖြစ်ပါတယ် မိဖုရားခင်မနှောင်းဟာရဒုကပြရဲ့အရေးအသားမှလည်းအထက်ကပြောခဲ့သလိုထူးရှင်တဲ့မိဖုရားတစ်ပါးဖြစ်ပါတယ်။သူ့ဘဝမှာဟန်တာဝတီကနေပြီးတော့ခွဲခေါ်လာခဲ့ရပုံသူကြုံတွေ့ခဲ့ရတဲ့ဘဝအခြေအနေတွေပါဝင်တဲ့အလွန်ပွေရဒုတွေကိုလည်းရေးသားခဲ့တာကို တွေ့ရပါတယ်။ဒီထဲမှာတော့စက်တန်ဆန်ကြီးပြောင်းတစည်းနဲ့မင်းကြီးရှင်လျင်ရှစ်ခင်ဆပေါ်မတနာ၍ဒုအားဝေးမြေရောက်ရလေသည်ငှက်ရွှေဖော်နဲ့ကိုယ်ဤသို့လို့ရေးထားတာကိုကြည့်ရင် မိဖုရားကြီးရဲ့ခံစားချက်ကိုတွေ့မြင်နိုင်ပါတယ်။နောက်ပြီးတော့မိဖုရားကြီးဟာအတိုင်းပြည်ကိုလွန်တဲ့စိတ်မိမိရဲ့ဘဝကိုတန်ဝေကယူပြီးတော့ကုသိုလ်ကောင်းမှုတွေကိုလည်းဆောင်ရွက်ခဲ့တာကိုတွေ့ရပါတယ်။ဒီအထင်းမှာတော့မင်းပြမျိုးနဲ့ချင်းတောင်တောင်တန်းပေါ်မှာရှိတဲ့မင်းပြမျိုးနဲ့နှစ်မိုင်အကွန်တထေးကုန်းရော်ရဲ့တောင်ဘက်တောင်ကုန်းမှုတစ်ခုပေါ်မှာမိဖုရားကြီးတည်ခဲ့တဲ့လွန်းစွေတီဟာလည်းအလွတ်တရားမှထင်ရှားတဲ့ဘုရားတဆူပဲဖြစ်ပါတယ်။ဇေဒီတော်ကတော့အဲ့ဒီခေတ်ကတောင်စွေကိုအုတ်ရှက်တွေနဲ့ အခအိမ်မှာစီပြီးတော့တိဆောက်ခဲ့တာဖြစ်ပြီးတော့မြောက်ဘက်တောင်ချေကနေပြီးတော့တောင်ထိပ်ကိုရောက်တဲ့အထိလမ်းတစ်လျှောက်မှာလည်းအရင်ဇေဒီငွေတွေကို တွေ့ရှိရပါတယ်ဇေဒီရဲ့အခြေဖက်ကွင်းပြင်ကိုတော့မွန်ကွင်းလို့ခေါ်ပြီးတော့မေယာဇာကြီးခေါ်ဆောင်လာတဲ့မွန်တွေကိုအဲ့ဒီကွင်းပြင်မှာပဲနေရာရှတ်တာပစ်ခဲ့တယ်လို့သမိုင်းသူတွေတွေကပြောဆိုကြပါတယ်ဒီဇေဒီတို့ဟာမေယာဇာကြီးရဲ့တန်းဆောင်မိဖုရားဖြစ်တဲ့ခမနှောင်းဟာဟန်တာဝတီကိုလွမ်းတဲ့စိတ်ကြောင့်တည်ထားခဲ့တဲ့ဇေဒီဖြစ်တာကြောင့် လွန်းစွေတီလို့ခေါ်တွင်တယ်လို့လည်းဆိုပါတယ်ဇေဒီတည်တဲ့တောင်ကိုလည်းလွန်းတောင်လို့ခေါ်ဆိုကြပြီးတော့အခုနောက်ပိုင်းမှာတော့တောင်ပေါ်မှာတည်တန်းသုံးတဲ့ဥဩတ္တမလို့အမည်ရတဲ့ယဟန်တော်ကိုအဆွေပြုပြီးဥဩတ္တမတောင်လို့လည်းခေါ်ဆိုကြတယ်လို့ဆိုပါတယ်မေဗျာကြီးကိုလန်ခေတဲ့ခုနှစ်ကိုတော့မသိရပေမဲ့မင်းရစာကြီးကတော့ဂရိနှစ်1593ခုနှစ်မှာထီးနှန်းကိုစိုးစင်ခဲ့ပြီးတော့1610ခုနှစ်မှာကိုလန်ခဲ့ပါတယ် ီအကြောင်းအရာတွေကိုသုံးသပ်ကြည့်မယ်ဆိုရင်တော့ပရိသတ်တွေရဲ့စိတ်မက်တွေပြန်ဆိုင်မှုတွေကြားမှာဘာမှမတိပဲအပြစ်မရှိတဲ့အမျိုးသမီးငယ်တွေဟာတစားကန်အဖြစ်နဲ့ကိုယ်နဲ့လူမျိုးမတူဘာသာစကားမတူတဲ့တိုင်းပြည်တွေကိုမိမိသဘောဆန္ဒမပါပဲအတင်းအဓမ္မလိုက်ပါခရတာကိုလည်းတွေ့ရပါတယ်။ဒါအပြင်ဘယံသမီးတော်တွေဆိုတာဟာလည်းစစ်ကွေးသားရှုံနေခဲ့ပြီးဆိုရင်စစ်နိုင်သူဘယံတွေအတွက်လက်ဆောင်ဘန်နာတစ်ခုအဖြစ် ဘာမှပြင်ပြောပိုင်ခွင့်မရှိပဲသူတို့စေခိုင်းတယ်လို့လိုက်ပါဆောင်ရွက်ခဲ့ရတယ်ဆိုတာဟာမိဖုရားကြီးရဲ့ဘဝကတက်တည်ပြလို့နေပါတယ်ကျွန်တော်ရဲ့တက်ဆက်မှုတွေကိုကြည့်ရှုနေကြတဲ့မိတ်ဆွေတွေအနေနဲ့လည်းရခိုင်ကိုရောက်ခဲ့လို့ရှိရင်တော့ပကိုးသူနမ်မတော်မိဖုရားအမျိုးသမီးရတုစာဆိုမိဖုရားခန့်နှောင်းရှင်တွေးနှောင်းခမနှောင်းလို့ခေါ်ကြတဲ့ပကိုးပြူမိဖုရားရဲ့အကြောင်းအရာတွေကိုလေ့လာနိုင်ကြမှာဖြစ်တယ်လို့မိဖုရားရဲ့လွန်းစီတည်နဲ့မွန်နဲ့ပကိုးမျိုးဆက်တွေအကြောင်းကိုလည်း လိမ့်လာမှတ်သားနိုင်ကြမှာဖြစ်ပါတယ်။ဒါကတော့မင်းရစာကြီးဟန်တာဝရီကိုအောင်းနိုင်ခဲ့တဲ့အောင်းဝင်းနဲ့အတူနန္ဒပြန်ရဲ့သမီးတော်ဖြစ်တဲ့မြောက်ဦးမိဖုရားခင်မနှောင်းတို့ရဲ့ဘဝဇလန်းတွေထေကလွန်မိုးဖေကောင်းတဲ့အကြောင်းအရာတွေပဲဖြစ်ပါတယ်ခင်ဗျာ။ကျွန်တော်ကတော့မော်ရာဇော်ပါ။